လုံးမဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီနေ့မှာတော့ဆီယမ heritage ရေးသားထားတဲ့ right you are own history ဆိုတဲ့ဝတ္ထုလေးကိုအပိုင်း26အနေနဲ့တင်ဆက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မချင်းနေမိမိသူတို့တော်တော်များနေပြီရွှေကဲခါခါတီးတီးဖြစ်ကထပြုံးမိတကယ်ကယ်လုံနေတဲ့ဖြစ်ဒေါ်ရွှေရန်အတင်းဆွဲလွဲတာစီထားရသည်အိမ်အောက်ထမှာဒေါ်တင်နန်းကစောက်နေသည်မို့ တားမိနှယောက်တူတူတိတ်တိတ် အချင်းများနေကြ၏သူတို့ကငွေလိုရင်ကြမမစ်စီပြေးလာတယ်မောင်ကြီးသာသန်သူ့ပြစ်နဲ့သူခံရတာဘာမှတနာစရာမရှိဘူးအာနာငဲ့ညာနေဖို့လည်းမလိုဘူးရှားပောင်ပြီးချင်းမယ်ပြောလဲတမိလက်မခံဘူးမမေတိတ်နေစဲဆိုတဲ့ပမာဏနဲတာမှမဟုတ်တာအရင်တုန်းကချီးထားတဲ့ပတ်စံတွေလည်းအခုထိပြန်မဆက်သေးဘူးတူတူပြောပါတမိရဲ့ကြားတော့မှပြခက်ရကြီးရဲ့ကြားလဲခယူးမဆိုင်ဘူးမမေဆွေမျိုးဆိုပြီးခေါင်းစဉ်လာလာမတက်ပါနဲ့ဒီတခါတော့မရဘူးနော်ဒေါ်ရွှေရဲ့ သမီးကိုထိမရဆွဲမရနဲ့ပြားများနေစဉ်ဆိုင်ကယ်တန်းကြားလိုက်ရသဖြင့်ဥပေါ်တွင်အိမ်ပြန်ရောက်လာမှတီလိုက်၏ဥပေါ်တွင်ကဆိုင်ကယ်ပေါ်မှဆင်း၍အိမ်내ဝင်လာလျင်ဒေါ်တင်တန်းတို့သားအမိနှင့်စုံ၏ဒေါ်တင်တန်းနှင့်ဆန္ဒမြင့်တို့ဥပေါ်တွင်မျက်နှာကိုမြင်တော့မျက်နှာပြတ်သွားကြသည်ဥပေါ်တွင်မရှိသည့်အချိန်တမင်လာ၍ပစံချီကမှအတက်လာသူနေသည့်အဖြစ်အော်မတင်တန်းတို့ပါလားဘာကိစ္စရှိလို့တော့ဘာကိစ္စရှိရမလဲဖေဖေ မောင်ကြီးတာဆိုင်ရောကြီးပြေးဖို့ငွေလိုနေလို့မိမစီပတ်စံလာချီးရတယ်လေရွှေခဲကအပေါ်တန်းမှဆင်းလာပြီးအရင်ဦးအောင်ပြောသည်ဒေါ်တင်တန်းတို့ညင်းလဲမညင်းနိုင်ဘာပြင်ပြရမလဲမသိပဲစွန်အားနေကြသည်ဒေါ်ရွှေရန်ကိုမျှော်နေပေမဲ့အခန်းထဲမှာပြန်ထွက်မလာကြတော့ကြီးရှားပေါင်ပြီးသိန်း20လှည့်ချင်တယ်တဲ့ဟင်းသိန်း20ဥပေါ်ထွန်းမျက်လုံးပြူလျက်ဒေါ်တင်တန်းတို့ဘက်ဝေကြီးလာသည်ဒေါ်တင်တန်းမထူးစိတ်ပိုက်၍ခေါင်းငိတ်လိုက်ရကား ဟုတ်တယ်ပေါ်ထွန်းရဲ့ငါတို့အလောင်းငွေအများကြီးမတက်နိုင်လို့ပါရပောင်းထားပြီးနောက်နှစ်ကျအတူနဲ့ပြန်ဆက်ပါမယ်ကုညီပါအောင်နော်ရွှေခဲကမျက်နှာငယ်နေပြောနေသည့်ဒေါ်တင်တန်းကိုချင်တူတူကြည်နေသည်တိန်း၃၀ကကျုပ်လက်ထဲအလွယ်တကူမရှိဘူးလေဗျာပြီးတော့အိုင်ထဲကယာကိုအပေါင်းထားလဲတစ်နှစ်အတွင်းအရင်ချိန်မှမဟုတ်တာမအားလို့မလဲပေါင်စရာဆိုလို့ရပဲရှိလို့ပါဟဲ့မွေးချင်းနေပဲဟာဒီလောက်တော့ကုညီပေးတင်ပါတယ်ဥပဒေစိတ်ရှုပ်ထွေးဟန်ဖြစ်တီတီတာတာမျက်မှောင်ကျုံသွားဤ အရင်ငါးသိန်းချီတုန်းကလည်းအဲ့ဒီလိုပဲပြောပြီးပြန်မဆက်သေးဘူးနော်ဒေါ်တင်နဲ့မျက်နှာတင်းသွားပြီးမှချက်ချင်းပြန်လျှော့ကအဲ့ဒါလဲတကယ်ကိုမတက်နိုင်သေးလို့ပါနောက်နှစ်ကြာအခုချီထားတဲ့ပတ်စံရောပေါင်းပြီးဆက်ပါမယ်ဒီတစ်ခါတကယ်ပါတကယ်တွေကလည်းများလာကြည်လားအကြီးတန်းနှုတ်ကတိဆိုတာပေးဖို့ဖြတ်ဖို့တာလွယ်တာ တီးဖို့ကြခတ်တယ်ရော့အင်းဆိုပြီးသိန်း30အလွယ်တကူထုတ်ချေးရအောင်ချမ်းသာနေရလည်းမဟုတ်ဘူးချေးလိုက်ပါပြီတဲ့တနေ့အတွင်းအတူရောအရင်ရောပေါင်းပြီးဘလို့ပြန်ဆက်မလဲအရင်က9သိန်းအောင်3နှစ်ကျော်ဒီပြန်မဆက်နိုင်လားအခုသိန်း30ကိုဘလို့စိတ်နဲ့ယုံကြည်ပြီးချေးရမလဲပြဿနာရှာတော့ကရှာပြီးငွေလိုပြီးဆိုရင်မမေ့စီတန်းလာတတ်တယ်နော်ရွှေကဲမနေနိုင်ပဲဝင်ပြောမိပြန်သည်ရှင်ထဲမှာအတော်အော်ကြောလန်နေပြီးဖြစ်ဤပတ်စံမချေးခြင်းကြောင့်ဒီလောက်မျက်နှာရိပ်မျက်နှာကဲပြနေတာတော့နားမလဲတာလား တမင်မျက်နှာပြောင်တိုက်နေတာလားတော့မသိပါမိမိကိုအောက်ထက်စင်းမလာဘူးအတန်တန်ပြောထားရသည် မဟုတ်လည်းမိမိအားနာသည့်ပြောကွက်ကိုအညာခံ၍လူလဲလှုပ်ကြအောင်မည်အရင်တခါလဲအဲ့ဒီအကျွေးကိစ္စကြောင့်သူမနဲ့စကားများရပြီးပြီငါတို့လည်းအလကားချိတာမဟုတ်ပါဘူးအေးရားပေါင်မပြောနေတာပဲလေတကယ်ဆိုညီတို့ကအုတ်ကြီးအစ်စ်နဲ့ရင်းနေတာပဲဟာကိုယ့်ဟာကိုယ်အချုပ်ထဲရောက်နေပြီအယောလဲပြရမယ့်ကိစ္စကိုရှော့ပေါ်ပေးဖို့တော့ကုပြောပစ်တဲ့နဲ့ ဥက္ခရနဲ့ရင်းနှီးတာနဲ့ပဲသူကိစ္စတွေဒီဝင်ဆွတ်ဖက်เสียလားအရင်တန်းရင်ပတ်စံချေးမယ်ဆိုရင်အရင်ကြီးကြည့်အောင်ဆက်ပြီးမှနောက်တစ်ခါပြန်လာခဲ့ပါအခုတော့တပြားမှမပေးနိုင်ဘူးရွှေခဲကစကားအပြက်ပြောသည်ငါကတလောက်အောက်ကြနောက်ကြခံပြီးအခုညီတောင်းလာတာညီတို့ကညင်းနေပေါ့အေးပါရှာတယ်နောက်တစ်ခါဒီအိမ်ရှိကတော့ဖျက်မလျှောက်မိအောင်တတိထားမယ်ညီတို့အမေလည်းသူ့အကူနဲ့မျက်နှာပြည့်ရမယ်မှတ်လိုက်တော်တင်နေ ေါသတကြီးရန်တွေး၍ဆန္ဒမြင့်နှင့်အတူပြန်သွားလေသည်ရွှေကဲကလထိုင်းပေါ်ပစ္စလက်ခတ်ထိုင်ချလျက်ဥပေါ်ထွန်းစိတ်မောစွာတပြင်းချသည်အပေါ်ဒမဒေါ်ရွှေရန်ကတော့အောက်ထပ်မှပြောစကားတွေအကုန်ကြားနေရတဲ့ဖြစ်စိတ်ပင်ပန်းဒူပင်ပန်းနဲ့နှုံခွေနေတော့ဤတင်တန်းရခဲ့လားပစံဥတာဤကဒေါ်တင်နန်းတို့အိမ်ပြန်ရောက်ရောက်ချင်းစီကြိုမိသည်စန္ဒာမြင့်ကခေါင်းခါပြ၍အဖေတူမကလုံးဝမချီးနိုင်ဘူးတဲ့ဟုတ်တယ်တော်ဤ တော်သူမှမတိတက်လိုက်ပုံများအံ့ဩပါရဲ့ငွေချင်းအရင်ကြီးကိုတော့မျက်နာမထောက်ပဲတပြားမှမချေးနိုင်ဘူးလေအဲ့ဒီမိန်းကလေးကမထီလေးစားပြောတာခံလာရတာကျုပ်အသေးနာတယ်ရှက်လဲရှက်မိတယ်နောက်တကအဲ့ဒီအိမ်ကိုရောင်လို့တော့ချေဦးမလဲဘူးတော်လဲတော့ညမကိုဩစာညောင်းနေဆိုတာတကယ်တော့လေပဲရှိတာပါတော်တင်တဲ့ငါဥတာကြီးကိုပါမကြင်မနှံခနေရွေအိမ်ထဲဝင်သွားသည်ဥတာကြီးအောက်တက်ခံပြင်းသွားတော့လေဘာမှပြန်မပြောလိုက်နိုင် ။ဒါဖြစ်သူက အချုပ်ထဲပါသွားသည့်အပြစ်ငွေသိန်း20ပါးယောကြီးပေးရအောင်မည်။ဒါဖြစ်လို့များသူကြမှာဒုက္ခတွေတောကတွေအလုံးလိုက်အရင်လိုက်ဝင်နေမှန်းကိုမသိတော့ပါ။သူဒုက္ခတောကများဤမြစ်ဖြားခံရသည့်တောဆိုသည့်မျိုးမစစ်ကောင်းချောင်းသာဖြစ်လျက်အကျဉ်းချင်းအခါကခံခဲ့ရပြီးပြီမို့အလက်ဆိုတာလည်းရှိလာအောင်ပါပါ။လောလောဆယ်နော်။ယောကြီးငွေအတွက်သိန်း20ချေယူဖို့စိန်ဟန့်အိမ်ကိုသွားရမည်။ ကိုသားကြီးမတွေ့ရအောင်ကြာနေပြီလာဗျာဥစိန်ဟန်အိမ်ရောက်တော့ရေနွေးချမ်းတောက်နေသည့်ဥစိန်ဟန်ကိုစိုက်ဆိုင်မြိုင်မြိုင်တွေ့ရသည်ဥသားကြီးကဥစိန်ဟန်ဘေးမှဝင်ထိုင်လိုက်ပြီးရေနွေးချမ်းတစ်ခွက်အရင်ငှဲ့တောက်၏တာဆိုင်ကျော်တင်ကြပြီးကျုပ်စိတ်မကောင်းမှုကိုသားကြီးငါလဲအဲ့ဒီကိစ္စနဲ့ဗျာများနေရလို့အိမ်ကနေဘဲကိုမှမသွားဖြစ်ဘူးအခုမင်းစီလာတာအခုဝင်ကြီးတောင်းကျင်လို့ဘာအခုညီများတော့မင်းစီရာပောင်ကျင်လို့ကငါငွေလိုနေလို့ရာပောင်မယ် ဦးစိန်ဟန်တန်ရောင်နိုင်မင်းညနာအမူရာတော့ပြောင်းသွားသည်ခမားကဘလောက်နဲ့ပေါင်ကျင်တာတော့တိန်း30လောက်ပေါ့တိန်း30ကတော့များတာပေါ့ကုတာကြီးကဦးစိန်ဟန်စောစောကလိုကြည်လင်နေသည့်မျက်နှာမဟုတ်တော့ပဲလက်မခံကျင်သည့်အရေးအယောင်တွေထင်ဟပ်လာသည်အခုရာသေးတွေနဲ့ရှိရင်မများပါဘူးကွာကိုတိုင်ခမားကရာရောက်မှာမဟုတ်ဘူးလေပေါင်နဲ့ချင်းကလုံနေတာကျုပ်ကတိန်း30ထုတ်ပေးဖို့အဲ့လောက်မလွယ်ဘူး မင်းကလည်းကွာအချင်းချင်းတွေပဲဒီတခါတော့ကုညီပေးပါငါအတူလေးမှတ်မှန်ပေးပါမယ်တနည်းအတွင်ဖြစ်အောင်ပြန်ရွေးပါမယ်ကွာတကယ်ဝင်လိုနေလို့ပါဥတာဤတောင်းမှန်တူရှိုးနေစေဒေါ်တန်သူကအိမ်ထဲမှာခြိုင်ဆွဲရေးထွက်လာဤကိုတာဤရောက်နေတာကိုဘာကိစ္စရှိလို့တော့ကိုတာဤကရာပောင်ပြီးပတ်စံချီးခြင်းလို့တဲ့ဥစိန်ဟန်ဝင်ပြောလိုက်တော့ဒေါ်တန်သူကကြောက်ကြောလင်မန်းတွေကကြောက်ကြောတွေကိုခြိုင်ထဲထည့်နေရမှညခုံတွန်ကြည့်သည် ရှားကိုဘလောက်နဲ့ပေါင်ကျင်လို့တော့သိန်း20တဲ့အမလီများလိုက်တာတော့ဒေါ်တန်းသူရင်ဘက်ဖီလီဤဥတာဤကိုလည်းအလိုမကျဟန်ဖြင့်ကြည်လည်ရဲ့ကိုတာဤတော့ရွာကွက်နှစ်အေကလောက်လေးကိုသိန်း20နဲ့ပေါင်ရင်နောက်နေရာတောင်ကျမှမဟုတ်ဘူးဥတာဤမျက်နာတင်းသွားသည်အရင်နှုံးကတော့ကိုကိုအတင်းကာရောဖော်ရွေဖြူငါရွေအဲဝိကြည်ခဲ့သည့်လူတွေက အကူအညီလိုသည့်အချိန်ကျလက်တွန့်နေကြပါလား ော့သားရှာသမျှပြဿနာတော်တီလိုလိုက်ရှင်းပေးနေရရင်ခဝုတ်ခစားတော့ကြံမှာမဟုတ်ဘူးမတန်းနှုကလည်းဒေါ်တန်းနှုစကားကြောင့်ဦးစိန်ဟန်ဦးတာအီကိုအာနာသွားသည်ဒေါ်တန်းနှုကကြောက်ကြောတွေထိုးမုတ်တွေကိုချိန်နေသေးရင်အလုတ်များနေကတလကို30တိုးနဲ့တစ်နှစ်အတွင်းပြန်ရွေးနိုင်ရင်30ထုတ်ပေးမယ်ဒါကျုပ်ကိုတာအီကိုလူရင်းမို့လို့ကူညီတာနော်တလကို30တိုးနဲ့တစ်နှစ်အတွင်းပြန်ရွေးရမည်ဆိုသည့်စကားကြောင့် ဥတာဤမေယိုတွင်တင်ကနေဖြစ်သွား၏မကျင်တဲ့စိတ်ကြောင့်လှည့်ပြန်သွားခြင်းတော်လေငွေကအရေးတကြီးလိုနေသည်ဖြစ်ရာဤပါအဲ့ဒီငွေသာချီပါငါအတိုးမမှန်ပေးပြီးမဖြစ်ပြန်အောင်ပြန်ဆက်ပါမယ်ဥတာဤခေါင်းငိမ့်လက်ခံရတော်သည်ဒါဆိုအချင်းကကိစ္စအတွက်နောက်ရကြမှာစာချုပ်ချုပ်ပြီးငွေထုတ်ပေးမယ်အခုတော့ကျုပ်တို့သွားเสียရရှိသေးတယ်ဒေါ်တန်နူကလေးစင်ချိုင်တဲ့သူမုံမျိုးစုံဖွဲ့ရရထည့်ပြီးသည်နှင့်အိမ်ထဲမှာပြင်ဆင်လို့မပြီးနိုင်သေးသည့်တမီးကိုလှမ်းခေါ်သည် သမီးရေမျက်မျက်လုံးနေမြင့်နေပြီပြီးပြီအမေမေထိတ်သားကလှလှပပလေးပြင်ဆင်ပြီးထွက်လာသည်မင်းတို့ကကြိုက်နေပါလေဆိုပြီးဘဲသွားကြမလို့တော့ဥစိန်ဟန်ကတာမီနှစ်ယောက်ကိုဥတူတူကြည့်၍မေးလျက်တော်တန်းသူကဖြင်းဆောင်ပိုင်းကိုခေါင်းပေါက်လိုက်ပြီးမှအနောက်ရွာပြင်သွားမလို့လေဟမ်ဘာကိစ္စသွားမှာတော့ဘာကိစ္စဖြစ်ရမလို့ဥက္ကဋ္ဌအတ္တကလေးဟိုနေ့ကမီးလောင်တဲ့အထဲဝင်သွားရင်ဒဏ်ရာရတယ်ကြားလို့လူမမမေးရင်မုတ်သွားပို့မလို့လေဘာ ဥစိန်ဟန်နှင့်ဦးတိုင်မျက်လုံးပြူလျက်တားဆီးချိန်မရလိုက်ဖဲကြံရည်ခဲ့ကြသည်မေထိတ်သားတို့သားအမိအနောက်ရွာပြင်ကဒေါ်လုံးညိုတို့အိမ်ကြီးစီခြေချင်းလျှောက်ခဲ့ကြ၏ဒေါ်တန်းနူတို့ဒီအိမ်ကို အခုမှပထမဆုံးလာဘူးခြင်းဖြစ်ကအိမ်ကြီးဤခန္ဓာမှုကိုအန်အော်ဗနန်ဖြစ်နေကြသည်မြေဘဲခွဲဆက်ယုံကြီးတွေနဲ့မိခံတိုက်တွေဟီထာနေကအနောက်ရွာပြင်တခြားကျယ်ဝန်းသည့်မြေအေကတွေမနေမနောဒေါ်လုံးညိုတို့ဘလောက်ထိချမ်းသာကြောင်းကိုယ်တိုင်မြင်မှပဲရှုံတော်သည် သားမိနှယောက်ဘေးဘီဝဲရကိုငေးမောကြည့်ရင်အိမ်ထဲထိအိမ်ထဲထဲသို့ဝင်ခဲ့ကြလျင်သူတို့တက်အရင်ကြိုရောက်နေသည့်ចောင်းဆရာမအုပ်စုကိုတွေ့ရသည်။တန်ရာကိုတိတ်ချခရုဆိုင်တော့ကိုလက်လှူရှာတာမျိုးတိတ်မလုံနဲ့အောင်။ဤပါ ရင်ကြီးကသူ့အတွက်မုတ်တွေကော်ဖီဒုတ်တွေပါအစုံအလင်းယူလာ၏တော်ရင်ကြီးကိုအာနာယူတာစကားလက်ခံပြောနေရပေမဲ့ဆရာမတွေပါဝိုင်းအောင်နေသည့်အဖြစ်ကိုမကြိုက်ပါယောဂအသေးအတန်ဖြစ်နေသည့်လူမမာကြီးလိုမင်းမြန်ဆက်စုနေကြတာတွေကိုဖြေနေရင်စိတ်ကအိတ်မကြီးချင်းအခန်းထဲအောင်းနေတော့လဲအထဲတီလာခေါ်သည့်တစ်ဖြစ် အပြင်ကိုထွက်၍ဧကန်ပေးနေရသည်ရင်ကြီးကသူ့ကိုဒံရဂယုဆိုင်ဖို့တဖဖမားရစ်ဆရာမတွေနဲ့အတူအပြင်ပြန်ထွက်လာသည် ။အော်ဆရာမတို့ရောက်နေကြတာကိုဒေါ်တန်နူကဆရာမတွေကိုစတင်နှုတ်ဆက်ဤထိတ်ထားလို့ပါလား။လူမမလာမေးကြတာလား။ရင်ကြီးကအပြုံးမျက်နှာနဲ့မေးလိုက်ရင်ဒေါ်တန်နူကခေါင်းငိမ်ပြသည်။ဟုတ်တယ်ဆရာမ။အဲ့ဒါဆိုလဲမေးကြလေ။တောအေကန်းထဲမှာရှိတယ်။ရင်ကြီးတို့အဖွဲပြန်သွားကြမှာမေးဒိတ်သားတို့တောဤတိုက်ထဲသို့ဝင်လာကြသည်။ဧည့်သည်ထက်ရောက်လာတဲ့တားရဲ့ တစ်ခွပန်းအိုးကိုနေရာတကြစီနေသည့်ဒေါ်လူညိုကမေထိတ်သားတို့ကိုမြင်းတော့တားကိုထက်ခေါ်ရပြန်သည်တော်တန်သူကဒေါ်လူညိုကိုတရင်တနီပြုံးပြအနှုတ်ဆက်၏အုတ်ခရလေးနေမကောင်းမှုကြလို့လူမမာလာမေးရင်ကိုရိုင်းလောက်ထားတဲ့မုတ်တွေလာပို့တာမညိုရေခေါ်ပုံကအစရခင်ကလေးကအလွန်ရင်းနှီးခင်မင်ကြသည့်မိဆွေလေးကဲ့သို့လိုအပ်သည့်ထက်ဖြူငါလွန်းနေသည်အော်အားနာစရာတကူးတကယူလာပေးဖို့မလိုပါဘူးထိုင်ကြအောင်လေဒေါ်လူညိုက ပြည်ပြစွာပြန်ပြောရင်ဒေါ်တန်းနုကံပီသည်မုံချိုင်ကိုယူလိုက်၏အမလီအာနာဘူးမလိုပါဘူးမညူရဲ့ဥက္ခရကျမ်းမာမှာရွာအတွက်အလုံးလုံးပေးနိုင်မယ်မဟုတ်လားပြောရင်တိုက်ထဲကအတွင်းအပြင်အစင်တွေကိုစီစီဆက်ဆက်ဝေးကြည့်၍သဘောကျပြီးရင်ကြာနေသည်တောထွက်လာတော့တာမီနှစ်ယောက်ပြပြတလေးလေးနှုတ်ဆက်ကြသည်ဩကရာလေးနေမကောင်းမှုဆိုလို့လေတမီးကိုထွဲခေါ်ပြီးလူမမလာမေးတာတမီးကတောက်ဖွားတက်နေတာဆိုတော့မကြက်မမဖြစ်ရင်ကြည်ပေးလို့ရတယ်လေအော်ဟုတ်ကဲ့ခမညာ တော်မထိမတ်ထားသည့်ဧည့်သည်တွေကိုပြန်လည်နှုတ်ဆက်ရင်းစက်တီမှာဝင်ထိုင်သည်ဖိုတိုလောကသူ့ကိုတရားစွဲမိပါညာအော်ဟေးရန်တွေ့ခဲ့သည့်အတော်ကြီးကအခုလိုက်လဲနေပုံများမျက်လက်ပွဲရောက်နေသည့်နှင့်ပင်ကိုကြီးဟိုနေကပခုံးကိုခိုက်မိသွားတယ်ဆိုတတ်တာရဲ့လားထိတ်ထားကရင်းနှီးစွာ ပြုံပြ၍မင်းနေလျင်သူ့ပခုံးကို အသာဆန်းရင်းကြည်ရင်ကောင်းငိမ်ပြသည်တတ်တာပါတယ်မတတ်တာရင်ကြိုက်ခဲနာကျင်နာမျိုးရှိရင်ထိတ်ထားကိုပြုံးတော့ မရှိပါဘူးရပါတယ်ကျေးဇူးပါသူကောင်းခါပြလိုက်ဤဒံယာကိုစေးလင်းပေးမိကောင်မလေးကိုမျောနေတော့လေပေါ်မလာပဲမရင်းနှီးသည့်လူတွေကြီးရောက်နေသည်မို့စိတ်တွေလည်းရှုပ်ရပါဤတမီးကဥက္ကရာလေးအတွက်စိတ်ပူပြီးလူမမသွားမိခြင်းနဲ့ပြောလို့လေမုတ်တွေလည်းသတိတရယူလာခဲ့သေးတယ်အားရှိအောင်မမျှစားနော်ဟုတ်ကဲ့စားပါမယ်ကျေးဇူးပါဒီနေ့ကျေးဇူးတင်စကားပြောနေရတာဘနခမန်းမတီတော့ပါတော်လုံးညိုကမုံချိုင်ကိုလှည့်၍စေကြောတန်းစင်ပြီးမှဒေါ်တန်းနူကိုပြန်မိသည် လူမမာလာမီးတဲ့အတွက်ရောမိုးအတွက်ရောကျေးဇူးတင်ပါတယ်ညီမရပါတယ်မညို့ဥက္ကရာလေးလဲကျမ်းမာရေးခရူးဆိုင်ပါနော်အစင်မပြေရင်တမီးကိုသာဖုန်းခေါ်လိုက်ပါအချိန်မရွေးလာကြည့်ပေးပါလိမ့်မယ်သူဟုတ်ခဲ့ခြင်းထက်၍ခေါင်းငိမ့်ပြကဒီထက်ပိုပြောစရာစကားလဲကုန်နေပါပြီဧည့်သည်တွေပြန်တော့မှတပြင်းချ၍စက်တီပေါ်ပစ္စလက်ခတ်မိချလိုက်သည်ဒီနေ့သားကိုလူပမာလာမေးတဲ့သူတွေကလည်းမင်းကလေးတွေကြီးပဲเนาะအမေချွေးမှရွေးရတော့မှာလား အမေကပြုံးတုံတုံနဲ့အရှင်ဖောက်လိုက်တဲ့ဖြစ်သူခေါင်းငုံကြီးပြီးဘာမှပြန်မဖြေပဲပြုံးနေ၏ငါသားလည်းအသက်30နာကတ်နေပြီပဲအိမ်အောင်ပြူကိုလက်ထပ်ဖို့စိတ်ကူးတွေရှိထားမှာပေါ့သဘောကျတဲ့သူတွေ့နေပြီထင်တယ်ကျွန်တော်ကတွေ့နေပြီပြောရင်အမေကလက်ခံသဘောတူပေးမှလားအမလေးတော်စကားလေးနည်းနည်းပဲအိရာသေးတယ်ချက်ချင်းကိုဝန်ခံတော့တာပဲမဟုတ်ပါဘူးအမေရေလူများခေါင်းခါညင်းပါအောင်လားအမေရင်ဘက်ဖြီး၍ပြောနေလည်းရင်သူ့သွားတွေပေါအောင်ပြုံသည သဘောကျတဲ့သူရှိတယ်ဆိုတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်ချစ်ရေးမဆိုရသေးပါဘူးလက်ထက်ခွင်တော့တောင်းပြီးပြီဟဲ့တားရဲ့ဘလူတွေတော့ချစ်ရေးမဆိုရသေးပဲလက်ထက်ခွင်တောင်းနေဆိုတော့မင်းကချစ်တာလားလက်ထက်ချင်တာလားနှစ်ခုလုံးမှာပဲကျွန်တော်စိတ်လောပြီးလက်ထက်ခွင်အရင်တောင်းလိုက်မိတာအရင်အဆင့်ကျော်သူလိုဖြစ်သွားတယ်ဒါပေမဲ့သူ့အချစ်ကိုရမှလက်ထက်မှာပါလိုပါသေးတယ်အမေရာကြည်စမ်း ငါသားတော်လာတော်လာနဲ့အမေကိုတော့မတိုင်မိမဲ့လက်ထပ်ကွန်တောင်းပြီးနေပြီမင်းဗီဒီယိုရှင်ရင်ရင်တိုးထဲထားတဲ့ဂရီပါဘူးတွေ့တယ်အဲ့ဒါကရောကောင်မလေးအတွက်ပူကြီးပန်းကြီးလာမင်းသဘောကျတဲ့ကောင်မလေးကရောခုနကတားဖွားဆီယာမလေးလာဆီယာမရင်ကြီးလာဘာတူလဲဒေါ်လူညိုကမေကွန်တွေစတိုင်မင်းနေတဲ့ဖြစ် သူတဟဟာရေသည် အမလီမေးတာမဖြစ်ပဲရေနေတဲ့ပုံစံကိုကြည့်အောင်ရှိသမျှတွားရအကုန်ပေါ်နေပြီအတော်သဘောကျနေပုံပဲအမေမေးတာဖြည့်ဆန်းမအောင်ဆို ဒေါ်လူညိုကသူ့လက်မောင်းကိုရိုက်၍ထမေးလျင်သူရဲ့လက်စနဲ့မျက်နှာကိုလက်နဲ့တစ်ချက်တည်းရင်အမေကိုသားသဘောကျနေရသူရှိပြီဆိုတာကြာသိပြီဘသူ့ကိုသဘောကျနေရလဲဆိုတာနည်းနည်းတော့အကဲမခတ်မိဘူးလားသူကပြန်ပြီးရင်ခါမမက်ပြင်ထိုင်၍အမေနာတိုးကပ်ကမျက်နှာချင်းဆိုင်လိုက်ပြီးမှရွှေကလေးလေးဖေဟာကြီးဒေါ်လူညိုမျက်လုံးပြူလျက်သူကိုအံ့ဩတယ်လို့မယုံနိုင်တယ်လို့ကြည်လာ၏ ရွှေကလေးကိုမင်းကသဘောကျနေတာသူကခေါင်းကိုတဆက်ဆက်ငိမ်ပြသည်အမေရဲ့ချွေးမလောင်းလေးကိုသဘောတူလက်ခံရလားခမရွှေကလေးကိုအမေကတမိလိုမွေးစားရမယ်အစားမင်းအတွက်ချွေးမတော်ပေးရမယ်ပေါ့ဒါပေါ့ငါတကယ်မယုံနိုင်သေးဘူးကိုတော့ရဲ့မင်းနဲ့ရွှေကလေးကိုဒီအတိုင်းမောင်နှမတွေလိုရူးရူးတတပဲထင်ထားတာအဲ့ဒါအရင်တုန်းကလေအခုကျွန်တော်မယိုးသားတော့လို့လက်ထပ်ခွင့်တော့တောင်းပြီးပြီး ဒေါ်လုံးညိုမယုံနိုင်သေးတော့လေသားသဘောကျနေသည့်မိန်းကလေးကရွှေကလေးဖြစ်နေမှတီလိုက်ရသဖြင့်စိတ်ချမ်းသာသွားမိသည်သားတော်မောင်ကရွှေကလေးနှင့်ပတ်သက်လျင်တာမန်ထက်ပူ၍ကဲနေသေးနေတတ်တာကိုတွေ့လျက်နှင့်တောင်သူမကနည်းနည်းမှတန်နေရမဝင်မိခဲ့တာပါလားမင်းတို့နှစ်ယောက်ကချစ်သူတွေဖြစ်နေကြပြီလားသူကရောမင်းလက်ထက်ခွင့်တောင်းတာကိုလက်ခံတဲ့လေလားချစ်သူတွေမဖြစ်သေးဘူးလက်လဲမခံသေးဘူးအမေ ဒါပေမဲ့ကျွန်တော်ကပိုင်ဆိုင်ခြင်းနဲ့သူဆိုတော့သူ့ကိုစောင့်ရမှာပေါ့သူလည်းကြောက်မပြီးသေးဘူးလေအမေဒီကိစ္စတိတယ်ဆိုတော့သူ့ကိုသွားမပြောနဲ့နော်အမေတော်ကြာရှက်ပြီးအိမ်မလာရဲ့ဖြစ်နေမယ်သူ့စကားကြောင့်ဒေါ်လွန်ညိုပြုံးမဲမဲမျက်နှာနဲ့ခေါင်းငင်ဤအေးပါဟဲ့မင်းတို့ခင်ပဲမင်းတို့သဘောပါအမေကတော့ရွှေကလေးကိုတမီးလေးလိုချစ်ခဲ့ရတော့ချွေးမလေးဖြစ်လာမယ်ဆိုလဲကျင့်နဲ့ဝမ်းသာစရာပေါ့သူ့မျက်နှာမှုရတကယ်သူ ပြုံးပြီးသွားလေသည်ဒီနေ့ဒီအချိန်အမေစကားသည်သာနှဝင်းအချိုဆုံး နားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်ဒီမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖျက်ပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်ရဲ့ကင်းရှင်းကြပါစေရှင်။